သားသမီးများအားလုံးပဲမင်္ဂလာပါဆရာတို့ရဲ့ Shadow Forward Education Center ကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ Grade 3တတိယဌာနကသားသမီးမီလေးကိုအတွက်ဆရာတို့သင်ချသင်ခန်းစာလေးကိုပြင်ဆင်ထားပါတယ်။ဒီနေ့သင်ချသင်ခန်းစာမှာသားသမီးတို့သင်ကြားမယ့်သင်ချသင်ခန်းစာလေးကတော့အခန်းခွန်အမြောက်ဆိုင်ရာစီမင်းများဆိုတဲ့ကောင်းစဉ်လေးပဲဖြစ်ပါတယ်။ဒီရဲ့သင်ခန်းစာလေးကိုသားသမီးတို့ပြန်ပြီးတော့မစတင်ခင်မှာသားသမီးတို့အနေနဲ့အလီစရာလေးတွေကိုပြန်ပြီးတော့မှတ်မိဖို့လိုပါတယ်။ အလီဇရားလေးဆိုတာပါလဲဆိုတော့ဆရာတို့အလီလေးပေါ့နော်ပြန်ပြောမမိရမယ်နှစ်တလီဆိုရင်ဘယ်လောက်လဲအဲ9 9လီဆိုဘယ်လောက်လဲ8 9လီဆိုတော့ဘယ်လောက်လဲ၉၃နီဆိုဘလောက်လဲဆိုတာလေးဒီအကောင်လုံးငိုသားသမီးတို့ကပြန်ပြီးမမိဖို့လိုပါတယ်။ဒါလေးရင်မမိမှသားသမီးတို့ကဒီရဲ့သင်ခန်းစာကိုလေ့လာတဲ့အချိန်မှာပို့ပြီးရလွယ်ကူမှာဖြစ်ပါတယ်။ဒီရောဆရာနဲ့တူတူသင်ခန်းစာလေးကိုစတင်လိုက်ကြရအောင်။ ဂျီယောသားသမီးကိုအခုမြင်နေရတဲ့ table လေးပေါ့နော်ဒီရဲ့ဇာတ်ကွက်လေးကိုကြည့်လိုက်ပါဒီနေရာမှာဆရာရေးထားတဲ့ကဏ္ဍလေးတွေကိုဆရာကဘာလို့ခေါ်မလဲဆိုတော့ D game လို့ခေါ်ပါတယ်ဒီပေါ်မှာရေးထားတဲ့ game လေးတွေကိုဆရာကမြောက် game လို့ပြောပါမယ် D game နဲ့မြောက် game ကဘာလဲပေါ့ D game ဆိုတာဆရာတို့ဒီငကူရှိနေတဲ့ game ကလေးတစ်ခုဖြစ်တယ်ဒီဂိမ်းကလေးကိုဆရာတို့ကမြောက်ဂိမ်းဆိုရယ်လာပြီးမြောက်တဲ့ဂိမ်းကလေးကိုမြောက်ဂိမ်းလို့ခေါ်ပါတယ် အဲ့တော့ဒီနမဆရာအမြောက်လက္ခဏာလေးပြထားရဲဆိုတော့ဒီဂိမ်းနဲ့ဒီဂိမ်းကိုမြောက်မှာမလို့ဖြစ်ပါရဲ့ဒီရောသားသမီးကအလီလေးတွေကိုပြန်မှတ်မိမှဒီဇာကွက်လေးကိုဖြည့်လို့ရမှာမလားအဲ့တော့ဆရာနဲ့တူတူဖြည့်ကြည့်ကြည့်မယ်ဒီဂိမ်းနှစ်ကလေးရဲ့တစ်ဆိုရဲမြောက်ကင်းလေးရဲ့မြောက်တော့နှစ်တလီနှစ်နှစ်ဆိုရဲဒီဂိမ်းလေးနဲ့နှစ်ဆိုရဲမြောက်ကင်းလေးကိုမြောက်မယ်ဆိုရင်နှစ်နလီနဲ့တူတယ်နှစ်နလီလေး တနည်းအားဖြင့်သားသူကြီးတို့ကနစ်နလီဆိုတာဘာနဲ့တူလဲဆိုတာမှတ်မိထားမှာလဲနစ်နဲ့နစ်နစ်ကိုနှခါပေါင်းနေဆိုတာကိုမှတ်မိထားဖို့လိုပါတယ်ဒါဆိုရင်နောက်တစ်ခုထပ်ကြည့်မယ်3နစ်3ည6ဟုတ်ပြီနစ်3ည6သားသူကြီးကိုမသိဘူးဆိုလို့ရှိရင်နစ်ပဲနှခါပေါင်းရမလဲ ်3ခါပေါင်းလိုက်ပါနှစ်အပေါင်းနှစ်အပေါင်းနှစ်ဆိုလို့ရှိရင်ဆရာတို့ဒီ6ကလေးကိုရပါမယ်ဒီတော့မြောက်ဂိမ်းဆိုတာကဆရာတို့ဒီဂိမ်းလေးကိုဘယ်နှခါပေါင်းနိုင်လဲဆိုတာကိုဖော်ပြထားခြင်းဖြစ်ပါတယ်ဒီရောဆန်နဲ့တူတူအလီလေးကိုဆက်ပြီးတော့စဉ်းစားကြည့်ကြရအောင်နှစ်လီလီဆိုရင်မြောက်လက်10နှစ်5လီဆိုရင်မြောက်လက်30နှစ်6လီဆိုရင်မြောက်လက်7 2နှစ်9လီဆိုရင်မြောက်လက်14နှစ်8လီဆိုလို့ရှိရင်မြောက်လက်16 နှစ်ကိုလီဆိုရင်18 20လီဆိုရင်20ဒါတော့တားသမီးတို့အလီလေးကိုမမိရဆိုလို့ရှိရင်လက်လက်ကူလေးဖြည့်နိုင်မှာပဲဖြစ်ပါတယ်ထို့အတူပဲဆရာဒီ3 3ဆိုရယ်ဒီကိန်းလေးနဲ့မြောက်ဖို့ကိန်းလေးတွေကိုမြောက်ကြည့်ကြည့်မယ်3တလီ3 3တလီ6 3တလီ9 3လီလီ12 3ငါလီ15 3ချလီ18 3ခုနှစ်လီ27 3ရှစ်လီ24 3ကိုလီ29 30လီ30 ဟုတ်ပြီဒီပွားကဏန်လေးကိုကြီးလိုက်ဒီရဲ့မြောက်ကိန်းလေးကိုကြီးလိုက်နော်တစ်ခုနဲ့တစ်ခုဘလောက်စီတိုးသွားလဲတက်တိုးသွားတယ်ဟုတ်တယ်နော်ဆရာကတီကိန်းလေးကနစ်ဖြစ်သွားတဲ့အချိန်မှာဆိုလို့ရှိရင်မြောက်ကိန်းလေးနဲ့ဆရာဒီတီကိန်းလေးကိုမြောက်လိုက်တဲ့အချိန်မှာဒီရဲ့တီကိန်းလေးကနစ်ဖြစ်တဲ့အချိန်မှာ तू ဘလောက်စီတိုးသွားလဲနစ်ကနေလေးဆိုရင်နစ်တိုးသွားနော်လေးကနေ6ဆိုလဲ နှစ်တိုးသွားတယ်6ကနေ8ဆိုလဲနှစ်တိုးသွားတယ်ဟုတ်တယ်တခုချင်းစီဆရာတို့ဒီမြောက်ဂိမ်းလေးတွေတက်ကြီးလာတာနဲ့အများဒီရဲ့တီဂိမ်းလေးရဲ့တန်ဖိုးတွေ တစ်ခါတစ်ခါစီတိုးသွားတယ်ဟုတ်တယ်နော်ဘာဖြစ်လို့အဲ့လိုတိုးရလဲဆရာခွနောင်ကပြောခဲ့သလိုမျိုးပဲဆရာနှစ်6လီကိုရှာခြင်းနဲ့ဆိုလို့ရှိရင်နှစ်6လီက7နှစ်ဆိုတာသားသမီးမသိဘူးဆိုလို့ရှိရင်ဘယ်လိုရှာလို့ရသလဲနှစ်ကို6ခါပေါင်းပြီးရှာလို့ရပါတယ်ဒါကြောင့်မို့ဆရာတို့နှစ်9လီကိုရှာမယ်ဆိုလို့ရှိရင်နှစ်ကို9ခါပေါင်းရမယ်သဘောဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဆရာတို့ခဏအောင်ကကဏ္ဍလေးကိုနှစ်ပေါင်းလိုက်တဲ့သဘောဖြစ်တဲ့အတွက်မလို့နှစ်တိုးသွားတာဖြစ်ပါတယ်ထို့အတူပဲဒီရဲ့3မှဆိုလို့ရှိရင်လည်းဒီရဲ့မြောက်ကိန်းလေးတွေတက်ကြီးသွားတာနဲ့အများ တန်မိုးလေးတွေဆောင်ရလာတဲ့အဖြစ်မြောက်လက်လေးတွေဟာတုံးပိုးသွားတာကိုသားသမီးတို့တွေ့ရှိရမှာဖြစ်ပါတယ်။ဟုတ်တယ်နော်ဒီမှာဆိုတစ်တိုးသွားတယ်ဒီမှာဆိုနှစ်တိုးသွားတယ်ဒါလေးမှာဆိုရင်တုံးတိုးသွားတယ်။ဟုတ်ပြီသားသမီးတို့ဒါလေးကိုချိလိုက်တဲ့အချိန်မှာအလီလေးတွေပြန်မမတ်မိဘူးဆိုလို့ရှိရင်ဆရာ comment box ကလေးထဲမှာဆရာဒီရဲ့အလီလေးတွေကိုသားသမီးတို့ပြန်ပြီးတော့လေ့လာလို့ရမယ်ပေါ့နော်အလီဆရာလေးတွေကိုဆရာထည့်သွင်းပေးထားပါတယ်အဲ့ဒီမှာပြန်ပြီးတော့လေ့လာပါနော်။ Okay so အဲ့တော့ဆရာဆက်သွားကြမယ်။ အခုဒီရဲ့ထဲမှာဆိုလို့ရှိရင်ကွက်လက်လေးရှိရယ်ဒီနေရာလေးရဲ့ကွက်လက်လေးထဲမှာရှိနေတဲ့ကဏ္ဍလေးကဘလားဖြစ်မလဲဆိုတာကိုဆရာတို့နီလန်းလေးနှစ်ခုတောင်းပြီးရောစဉ်းစားကြည့်ကြပါမယ်ဆိုပထမနီလန်းလေးကတော့တားသမီးတို့တိပီးသားပဲဆရာတို့ဒီရဲ့မြောက်လက်ဒီကိန်းလေးကိုမြောက်သွားမယ်ဒီဒီကိန်းလေးတွေရဲ့ဒီရဲ့မြောက်ကိန်းလေးတွေကိုမြောက်သွားပြီးတော့အဖြေရှာမှာဖြစ်ပါတယ်အဲတော့6တလီဆိုရင်6နလီ7နှစ်6 3နီ18ဒီကိန်းလေးဒီ6ဖြစ်တဲ့အတွက်မလို့ဒီ6ကနီ 6နာရီစနစ်ဆိုရင်ဘယ်လောက်တိုးသွားလဲ6တိုးသွားဟုတ်တယ်နော်စနစ်ကနေ16 6ထပ်တိုးသွားရယ်16ကနေ24 6ထပ်တိုးသွားပါရယ်ဒါဆို24ကနေဆရာတို့ဒီနေရာမှာရှိနေတဲ့ကဏ္ဍလေးကဘယ်လောက်လဲဆိုတာသိချင်ဘယ်လောက်ထပ်တိုးလိုက်မလဲ6ထပ်တိုးလိုက်မှာပေါ့ဒါဆိုရင်ဘယ်လောက်ရမယ်လို့ထင်လဲ24ကို6နဲ့ပေါင်းကြည့်ဘလောက်လဲ30ရမှာဖြစ်ပါတယ်ဟုတ်တယ်မှန်ပါရဲ့เนาะဒီရောသားသမီးတို့နေနဲ့ဒီရဲ့ နေ9ဆိုတာကဒီ34ရဖို့အတွက်65လီ30မလားဆရာကဒီနှစ်ခုမြောက်တာကိုအဲ65လီ30ဆိုတာကတဲ့64လီ24ဆိုတဲ့အဖြေလေးကိုဘလောက်ပေါင်းလာနေတူလဲ6ပေါင်းလာနေတူတယ်ဟုတ်တယ်ဒီရောသားသမီးဒီညီမချင်းလေးမမြင်ရမယ်65လီဆိုတာက64လီကိုဘာနဲ့ပေါင်းလာနေတူတယ်လဲဆရာတို့6နဲ့ပေါင်းလိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်။ဒါလေးကိုသားသမီးတို့ဒီအရှိအာနေမှတ်ပါပါမယ်။ ထို့တူပဲဆရာကအခုဒီအရှိယနေသွားတယ်တခါတလေမှဒီအရှိယဟာလေးမပေးထားဘူးဒီနောက်ကဟာလေးပဲပေးထားရဲဆိုပါစို့ဒါဆိုရင်သားသမီးကိုဘယ်လိုရှာလို့ရမလဲဆိုတာကိုလည်းလေ့လာကြည့်ပါမယ်ဒါဆိုလို့ရှိရင်ဆရာဒီနေရာလေးကနေဆင်းသွားပြီးတော့ဒီငါးနေရာမှာရှိနေကဏ္ဍလေးကိုပြန်ဆန်းစစ်ကြည့်မယ်ဒါဆိုရင်60လီ60 69လီ54ဒီ60နဲ့54ဆိုရင်ဘယ်လောက်ရောက်သွားသလဲ6ရောက်သွားတယ်ဟုတ်တယ်နော်လိုရဲ54ကနေ 48ကနေ40နဲ့52ကနေ36 36ကနေအခုဒီ30ဖြစ်တဲ့ဒီဆရာဘလစီရောက်သွားတွေ့ရလေဒါသမီးရော6စီရောက်သွားတော့မလို့ဒီ36ထဲကနေ6နှုန်းလိုက်တဲ့အချိန်မှာဘာရသွားလဲဆရာအမ်30ရသွားတယ်တခုချင်းစီဒီဘလရောက်သွားတွေ့ရလေ6ရောက်သွားတယ်ဒီဘက်ကနေဆိုလို့ရှင်6ဒေါ်လာတော့တွေ့ရပြီးတော့ဒီဘက်ကနေဆိုလို့ရှင်6ရောက်တာကိုဒါသမီးတို့တွေ့ရပါမယ်ဒီတော့ဒီမားသားသမီးကိုပြန်ပြီးလေ့လာရမယ့်ဟာလေးတခုပေါ်လာပါပြီ ဒီရဲ့66လီရလာတဲ့အဖြေသေးကနေဘလောက်နှုတ်ခင်ရင်6ရော့သွားရဆိုတော့6နှုတ်ခင်ရင်65လီရဲ့အဖြေမရဘူးလားရတာပေါ့ဒီရော65လီရဲ့အဖြေကိုလို့ချင်ဆရာခုနကပေါင်းတဲ့နီနဲ့တွက်လို့ရတယ်လို့နှုတ်တဲ့နီနဲ့လည်းတွက်လို့ရတယ်ဘလို့တွက်မှလည်း66လီဆိုရဲ36အဖြေသေးကနေဆရာဘလောက်ရော့သွားရလဲ6ရော့သွားရဆိုတော့69ဆရာတို့နှုတ်လိုက်ခြင်းအားဖြင့်65လီရဲ့အဖြေကိုသားသမီးတို့ရရှိမှာပဲဖြစ်ပါရင် Okay ဒါလေးကိုနားလဲရဆိုလို့ရှိရင်သားသမီးတို့ကိုနောက်ထပ် လိလာစရာလေးတခုထပ်ပြောပြပေးပါမယ်။ဒီမှာဆရာတို့ဘောလုံးလေးတွေရှိပါတယ်။ဒီရဲ့ဘောလုံးအနီလေးတွေကိုဆရာတို့ရည်ကြည့်ရအောင်ဆိုရင်ဒီအကုန်လုံးကိုရည်ဖို့အတွက်ပြင်းနေဆရာ။အဲ့ဒီတော့ပြင်းနေတော့မလို့ဆရာကဘာလုပ်မလဲဆိုတော့ဒီရဲ့အရေးအတွက်အားလုံးကိုဆရာကအဲနှစ်ခုပဲခဏလေးနှလုံးမဲ့တုံးပြီးတော့ရှာမယ်ပေါ့။ဘယ်လိုရှာမှာလဲဆိုတော့ဆရာဒီ downline လေးကိုဘယ်နှစ်ခုရှိလဲရည်ကြည့်မယ်။ဒီရဲ့အလျားလိုက်လေးရောဘယ်နှစ်ခုရှိလဲဆိုတာရည်ကြည့်မယ်။အဲ့တော့ဒီ downline လေးက 6ခုဆိုတော့6ဒီရဲ့အလျားလိုက်လေးက9ခုဆိုတော့9အဲ့တော့အဲ့နှစ်ခုဘာလို့လိုက်လို့ရလဲမြောင်းလိုက်မှာပေါ့6 5 30ဆိုပြီးတော့တားသမီးကိုဖြည့်ရမှာပဲဖြစ်ပါတယ်ဟုတ်ပြီဒါလေးကိုနားလဲဆိုရင်ဆရာနောက်တစ်ခုထပ်ကြည့်ခြင်းမယ်ဒါလေးမှာဆိုလို့ရှိရင်ဆရာကဒီ down light လေးကဘယ်နဲ့ damage ရှိရောလဲဟုတ်တယ် down light လေးက9တန်းအလျားလိုက်လေးက6တန်းဖြစ်သွားတယ်ဒါဆိုလို့ရှိရင် down light လေးက9တန်းအလျားလိုက်လေးက6တန်း ဟုတ်ပြီနော်9 6လီဘလားဖြစ်မလဲပေါ့ဒီသားသမီးရော9 6လီရဲ့အဖြေကိုမသိဘူးဆိုလို့ရှိရင်9အောင်9ခါပေါင်းခြင်းမဲ့အတွက်လို့ရရယ်မောက်ဘူးဆိုလို့ရှိရင်လည်း9 9လီရဲ့အဖြေကိုဘလားပါမလဲ9ပေါင်းလိုက်ခြင်းအပြင်ဆရာ9 6လီရဲ့အဖြေကိုရနိုင်ပါတယ်ဟုတ်ပြီဒီတော့9 6လီရဲ့အဖြေဘလားရမလဲဆိုဆရာတို့30ဆိုရယ်အဖြေရပါမယ်ဒီပုံနှစ်ပုံကတူတော့မတူဘူးဒါပေမဲ့တို့ရဲ့ထူခြားချက်ပါဖြစ်နေလေအဖြေတူနေရအောင်သားသမီးတို့တွေ့ရပါမယ်30 30ဆိုရယ်အဖြေကိုတွေ့ရပါမယ် ဒါသည်ဆရာတို့တင်ချရဲ့ကုန်သက်သည်ဖြစ်ပါတယ်။65လီနဲ့66လီသည်ဘာလို့တူရလဲဆိုတော့ဆရာတို့မှတ်ထားမှာကတီဂိန်းကြီးရဲ့မြောက်ဂိန်းကြီးရဲ့ကိုသားသမီးတို့အရှိနောက်လဲလိုက်ခြင်းဖြစ်လေ။သူတို့ရဲ့ရလာတဲ့မြောက်လက်အဖြစ်သည်မပြောင်းလဲတော့ဟုတ်တယ်နော်ဆရာ6ကိုပဲရှင်းမှာထားထား9ကိုပဲရှင်းမှာထားထားအဖြစ်ဒီ30ဖြစ်ပါမယ်ဒါဒီဆရာတို့အဓိကသားသမီးတို့မမိစီခြင်းတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဒီတော့ပို့ပြီးတော့နားလည်အောင်လို့ဆရာနဲ့တူတူလေ့ကျင့်ခန်းလေးလုပ်ကြည့်ပါမယ်နော် ီထဲမှာဆိုလို့ရှိရင်35လီရဲ့အဖြေကားတဲ့36လီရဲ့အဖြေအောက်ဘလောက်ငင်မလဲ35လီဒီ36လီရဲ့အဖြေအောက်ဘလောက်ငင်မလဲ35လီဆိုတာ3ကို5ခါပေါင်းထားတာဖြစ်တယ်36လီဆိုတာ3ကို6ခါပေါင်းထားတာဖြစ်တယ်ဒီတော့6ခါနဲ့5ခါဆိုတော့ဘယ်သူကပူကြည့်အောင်6ခါပူကြည့်ရပေါ့အဲ့တော့6ခါက3ကို6ခါတော့ပေါင်းထားတာဆိုတော့သူက35ခါပေါင်းထားတာဘယ်နှခါပူမလဲ3တစ်ခါပူနေတဲ့အတွက်လို့အဖြေအောက်ဘလောက်ငင်မလဲ36 တောင်းညင်တာကိုတာသမီးတို့သိရမှာဖြစ်ပါတယ်ဒီတော့ညရဲ့တောင်းရဲ့လေးရဲ့ကိုကိုကိုဖြည့်ကြည့်ကြည့်ပါနော်နောက်တစ်ခု၄9 4ရဲ့၄6 4ဟုတ်ပြီနော်ဆရာဒီမှာကြည့်ကြည့်မယ်ဆိုလို့ရှင်ဒီမှာဆိုရင်၄9 4ရ၄6 4ကိုဘယ်လောက်ပေါင်းတာ ਨੇ တူတယ်လဲ90 4ဆိုတာ90 6ကိုဘယ်လောက်ပေါင်းတာ ਨੇ တူတယ်လဲဆိုတာပြောထားပါတယ်ဆရာဒီနံပါတ်6လေးကိုပြောပြပေးမယ်ဆိုရင်90 4ဆိုတာက90 6ကိုဘယ်လောက်ပေါင်းတာ ਨੇ တူမလဲပေါ့90 4ဆိုတာ90ကိုဘယ်နှခါပေါင်းတာလဲ ဆယ်ခါပေါင်းထားတာခုနှစ်ကိုလီဆိုတာခုနှစ်ကို6ခါပေါင်းထားတာအဲ့တော့ခုနှစ်10ခါပြဖို့ဆိုတာဆိုလို့ရှိရင်ခုနှစ်6ခါပေါင်းထားတာကိုခုနှစ်ဘယ်နှခါထပ်ပေါင်းဖို့လို့လဲတခါပေါင်းဖို့လိုတာပေါ့အဲ့တော့ဒီနေရာမှာပါလေးဖြစ်ရင်ကောင်းမလဲခုနှစ်လေးဖြစ်ရမှာပေါ့ဒါမှခုနှစ်6ခါပေါင်းတာရယ်ခုနှစ်တခါပေါင်းတာရယ်မှာခုနှစ်10ခါပေါင်းတဲ့အဖြစ်နဲ့အတူတူဖြစ်မှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုထပ်ကြည့်ကြည့်မယ်6ခုနှစ်လီဆိုတာတဲ့6ရှစ်လီတဲ့ကဘလောက်နောက်တာနဲ့တူတယ်လေတဲ့6ခုနှစ်လီနဲ့6ရှစ်လီဆိုရင်ဘယ်သူကပိုကြည့်လဲ6 ကိုရှစ်လီယာပူကြီးရပေါ့အဲ့တော့ကြီးနေရဆိုကိုကိုရှစ်ကပေါင်းတာထဲကဆရာတို့ဒီတော့ကိုရှစ်လီဆရာကိုကိုရှစ်ခါပေါင်းတာထဲကနေကိုဘယ်နှခါဖယ်ပြမလဲကိုတစ်ခါဖယ်ပြမှာကိုခုနှစ်ခါပေါင်းတဲ့ဖြူရမှာမလားဒီတော့ကိုရှစ်လီထဲကနေဘလကုနောက်မလဲဆရာတို့ကိုကိုနှုတ်ချင်အပြင်ဆရာတို့ကိုခုနှစ်လီရဲ့ဖြူရရှိမှာဖြစ်ပါတယ်ကဲနံပါတ်ကိုလီရလွယ်ငါးကိုလီဒီဘာနဲ့တူမလဲဘာအမြောက်ငါးနဲ့တူမလဲကိုငါးလီနဲ့ ဒါကဘာလို့တူပါလဲဆရာရောခဏဝါအရှိမပြောခဲ့သလိုပဲတီကိန်းနဲ့မြောက်ခင်ကိုဆရာရောအရှိနောက်ပြောင်းလိုက်ရင်လည်းရလာတဲ့မြောက်လက်အဖြစ်တည်အတူတူပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါရဲ့ဆိုတော့ဒီနေရာမှာဆရာကွက်လက်လေးနဲ့ထားထားပုစာလေးကိုသားသမီးတို့ကိုကိုဖြည့်ကြည့်ပြီးတော့အဖြေလေးတိုက်ကြည့်မယ်နော်နောက်ချလို့ရှိရင်ဟုတ်ပါပြီဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲလူမျိုးစိတ်ဝင်စားစရာကောင်းတဲ့သင်ခန်းစာလေးကိုအများကြီးထပ်ပြီးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့တချေရဲ့ For Education Center လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးပဲတတား